အစမနောင်းစုပြချင်းခံလိုက်ရတဲ့ကလေးနဲ့ထက်အောင်ဆိုင်ရဲ့ကြားကကြီးမားတဲ့တန်ရုံစဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ချိုးဆိုလိုက်ပါရီထက်အောင်ဆိုင်ကိုတော့ပရိသတ်တွေကရုပ်ရည်ကြောင်းသဘောကျတာမှန်ပေမဲ့အနုပညာကြောင်းအားပေးကြတာဆိုရင်လည်းမမှားပါဘူးနော်အနုပညာနဲ့ပတ်သက်ရင်သူ့ရဲ့စူးစမ်းအားထုတ်မှုကပြင်းထန်ပါရီထက်အောင်ဆိုင်ကတရုတ်ဆောင်ပိုင်းမှာလည်းထူးချွန်ပြောင်ပြောင်သလိုအစိုးပိုင်းမှာလည်းပိုင်နိုင်သူတယောက်ပါအနုပညာနဲ့ပတ်သက်ပြီးတော့ခုလိုမျိုးအကုန်လုံးထူးချွန်သူတယောက်ဖြစ်သလို ပြောစရာမလိုတဲ့ရုပ်ရည်ကြောင့်လေပြိသက်အားပေးမှုကိုခိုင်မာရတာတွေထက်အောင်ရှိုင်းဟာအခုဆိုရင်ကောင်းမွန်တဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားလို့ပြိသက်တွေရဲ့ချီချူးချင်းကိုခံနေရပြီလဲဖြစ်ပါတယ်ထက်အောင်ရှိုင်းကအလုပ်တစ်ခုနဲ့ဖျားပေါ်ရောက်နေချိန်မှာကလေးငယ်တယောက်ကိုစာနာစေးအပြင်နဲ့ကဲတင်ပေးခဲ့တာလဲဖြစ်ပါတယ်ကလေးရဲ့ဖခင်လို့ထင်ရတဲ့အမျိုးသားတယောက်ကကလေးကိုခနာထားပြီးတော့ချက်တလုံးလုံးနဲ့လူရှုပ်နေတဲ့ချိန်မှာဆွပစ်ခဲ့တာလဲဖြစ်ပါတယ်မိုးလေးဖိုးပဲကြာနေတဲ့ချိန်လူတွေရမ်းရှုပ်နေချိန်မှာမဟာဝိဇ္ဇာဖျားပေါ်မှာကလေးတယောက်ကိုဆွပစ်ခဲ့တာလဲဖြစ်ပါတယ် ။မိဘတွေကဘလို့စိတ်မျိုးနဲ့စွန့်ပစ်ခဲ့လဲမသိပေမဲ့စွန့်ပစ်ခင်ရတဲ့ကလေးတွေကိုတွေ့ခဲ့တဲ့အထက်အောင်ဆိုင်ကတော့မကူညီပဲကိုမနေနိုင်အောင်ပါပဲ။သူကကလေးကိုတွေ့တွေ့ချင်းမှာကလေးကလူစုကွဲပြီးတော့လမ်းပြောင်းနေရလား။ကလေးမိဘကခနာထားခဲ့တာလားဆိုတာကိုသေချာမေးမြန်းဆောင်ဆိုင်ပြီးမှကလေးကိုကဲတင်ဖို့စူးစမ်းခဲ့တာလေးဖြစ်ပါတယ်။ထောင်ဆိုင်ကတော့စပြစ်ခင်ရတဲ့ကလေးလေးကိုရှင်ဝယ်ပိုက်ပြီးတော့ခန်းနီဝေစီမှာအနံမို့စူးစမ်းခဲ့တာပါ။သူကကလေးကိုချပြီးတော့ထွက်သွားမယ်ဆိုရင်ကလေးကဘသူ့လက်ထဲကိုဘလို့နေရမလဲဆိုတာမသိနိုင်တာသေချာပါပဲ အခုလိုခင်မကောင်းတဲ့အချိန်မှာမတမာသူတွေရဲ့လက်ထဲရောက်နိုင်တဲ့အချိန်တွေမှာထက်အောင်ဆိုင်ရကလေးကိုရှင်ဝယ်ပိုက်ပြီးတော့ခိုင်နေဝေလက်ထဲကိုအနံ့ကြတာလေးဖြစ်ပါရည်။ခိုင်နေဝေကကလေးကိုတိတ်စားဆောက်ရှောက်ပေးတာမလို့သူ့အနေနဲ့ယုံကြည်ကြည်အနံ့ပေးကြတာပါ။လူအများအပြားရှိတဲ့အထဲမှာအခုလိုကူညီပေးကြတဲ့ထက်အောင်ဆိုင်နဲ့ကလေးလေးကရေးဆက်ပါပုံပါပဲ။ကလေးလေးကမျက်လုံးဝိုင်းဝိုင်းချစ်စရာကောင်းတဲ့ပဆိုင်လေးပါတာမို့မသိရင်ထက်အောင်ဆိုင်အသေးစားလေးလိုပါပဲ။ထောင်ဆိုင်ကချစ်စရာကောင်းတဲ့ကလေးလေးကိုရေခွေမှာထွေးပွေပြီးကုညီသူလက်ထက်ထည့်ပေးခဲ့ပေမဲ့ကလေးကတော့ခိုင်နေဝင်နေမလိုက်ချင်ပါဘူး။ ကလေးငယ်လေးအားကနေဝေခေါ်သွားဖို့ပြင်နေချိန်မှာငိုယိုခဲ့တယ်လို့ထအောင်ဆိုင်ကိုပြန်ချီဖို့လက်ကလေးကမ်ပိနေတာနေရသူတိုင်းရင်နစ်စေတဲ့အမြင်ကလေးတစ်ခုပါပဲအမေခိုင်ရဲ့လက်ထဲမှာဝန်းနေပလက်ငိုနေတဲ့ကလေးငယ်လေးဟာထအောင်ဆိုင်ပြန်ချီလိုက်တာနဲ့အငိုတိတ်တဲ့ထီပါပဲကလေးငယ်လေးအားအကူရမင်းနေချိန်မိဘကစွပြစ်လိုက်လို့ဝန်းနေချေကွဲနေချိန်မှာသူ့ကိုထွေးပေးပေးထားတဲ့ထအောင်ဆိုင်ကိုမိဘတယောက်လို့တွေ့တာနေကြတာလည်းဖြစ်ပါတယ်အဲ့လိုမျိုးချစ်စရာကောင်းတဲ့ကလေးငယ်လေးဟာ ကလေးတွေရဲ့မိခင်မေမေခိုင်တဲ့ထန့်အောင်ဆိုင်ကိုပို့ပြီးတော့တန်ရုံးစင်တွင်နေတာက သူတို့ဈာကမမြင်ရတဲ့ရေစဲတစ်ခုပါပဲနော်ဘလို့မိွားတွေကဘလို့စိတ်နဲ့စွန့်ပစ်လိုက်လဲမသိပေမဲ့ထန့်အောင်ဆိုင်ကတော့သူ့ကိုကြွေတာနေတဲ့ကလေးကိုကြည့်ပြီးစိတ်ထဲမကောင်းအောင်ဖြစ်နေတာကြည်တာနဲ့သိနိုင်ပါရဲ့ကလေးငယ်လေးရဲ့ဝမ်းနေနေတဲ့ပုံစံကိုကြည့်ပြီးသူ့ရဲ့ရှင်ထဲမှာလဲဝမ်းနေစိတ်တွေခံစားနေရတယ်လို့ကလေးကိုကြည့်ပြီးအူသားကိုလာကြည့်မယ်နော်ဆိုပြီးတော့ဝန်းနေတဲ့မျက်လုံးလေးတွေနဲ့ကလင်းငယ်လေးကိုနှစ်သိမ့်ပေးနေကြတာလေးဖြစ်ပါရင် ူတို့နေရာကိုတွေ့လိုက်ရတဲ့အချိန်တခဏသာဆိုပေမဲ့ကလင်းငယ်လေးနဲ့သူရဲ့ကြားကတန်ရုံးစင်ကတော့မြင်ရသူတိုင်းမြည်ကြစေတဲ့အထိပါပဲ။ဘေဘွားကရေဆက်တွေလည်းမသိပေမဲ့သူတို့နေရာကြားကတန်ရုံးစင်ကတော့တွေ့မြင်သူတိုင်းကိုမြည်ကြစေတဲ့အထိကိုနဲ့ရှိုင်းနေရလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုဆက်ဝင်စားပွဲသတင်းကြောင်းရာတွေဖြင့်နောက်ထပ်လည်းနုပညာရှင်တွေရဲ့ဆက်ဝင်စားစရာအကောင်းတဲ့သတင်းကြောင်းရာတွေကိုအချိန်နဲ့တပင်းညီတင်ဆက်ပေးမှာဖြစ်လို့ဆောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ရှင်။